မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့တင်ဆက်ပေးသွားမယ့်စကားကောင်းလေးကတော့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ပါစင်ဂျာဆိုတဲ့စကားကောင်းလေးပဲဖြစ်ပါတယ်။အာကာသဟင်လင်းပြင်ထဲမှာအာကာသယင်တစီးကမောင်းနေနေပါတယ်။ဒီအာကာသယင်ဟာဟုံးစတက်တူးလို့ခေါ်တဲ့ကြိုတလုံးစီကိုအော်ရိုမောင်းနေနေတာဖြစ်ပြီးရင်ပေါ်မှာလည်းခီးတဲ့နဲ့ဝန်ထမ်းစုစုပေါင်း9000ပါရှိပါတယ်။ ရင်မောင်းနေရလမ်းကြောင်းမှာတော့ဥက္ကခဲတွေနဲ့ပြည်နေခဲ့ပြီးတော့ဥက္ကခဲတလုံးဟာအရှိန်ပြင်းပြင်းနဲ့ရင်ကိုဝင်တိုက်ခဲ့ပါတယ်။ဒီလိုဝင်တိုက်မှုကြောင့်ရင်တစ်ခုလုံးလုံခါသွားပြီးတော့ခိုးအောင်တောင်းတွေတဲကတစ်ခုကအလိုလိုပွင့်လာခဲ့ပါတယ်။ခိုးအောင်တောင်းထဲမှာတော့ကျင်းဆိုးတဲ့ဆက်ပြေဝန်ထမ်းတယောက်ဖြစ်နေခဲ့ပြီးနိုးလာခြင်းမှာပဲရင်ရဲ့ဟိုလိုကရန်ကနေအဆင်ပြေမှုရှိမရှိကိုမေးနေခဲ့ပါတယ်။ ဂျင်တယောက်သူစင်ပြေချောင်းကိုပြောလိုက်တဲ့အခါမှာတော့ဟိုလိုကရန်ကဂျင်နေထိုင်ရမယ့်ခန်းကိုလမ်းညွှန်ပေးလိုက်ပါတယ်။ဂျင်ဟာအခန်းထဲကိုရောက်တဲ့အခါမှာတော့သူ့ခန္ဓာကိုယ်ကိုရေချိုးတန့်စင်လိုက်ပြီးကောင်းကောင်းမွန်မွန်ဝတ်ကာစူဝေးကန်းစီကိုထွက်လာခဲ့ပါတယ်။ စုဝေးခန်းထဲမှာတော့လမ်းညွန်ဟိုလိုကရန်ကအရေးကြီးတာတွေကို ပြောဆိုနေပြီးဂျင်ကအခြားသူတွေကဗမာလဲလို့မေးလိုက်ချိန်မှာတော့တိတ်တိတ်နေဖို့ပြန်ပြောခံလိုက်ရပါတယ်။ဂျင်လဲတီးဂျင်စိတ်တွေပြင်းပြတာကြောင့်ဟိုလိုကရန်ကိုအခြားသူတွေဗမာလဲလို့ထပ်မေးလိုက်ပါတယ်။အဲ့ဒီခါမှာတော့ဟိုလိုကရန်ကလည်း Homestead 2ကိုရောက်ဖို့နှစ်ပေါင်း60လို့သေးကြောင်းနဲ့ဝန်ထမ်းတွေက ဟုံးစတက်တူးကိုမရောက်ခင်နှစ်နှစ်လိုမှသာနိုးလာမည်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဟိုလိုဂရန်ရဲ့အဖြေကြောင့်ဂျင်တယောက်စိတ်လှုပ်ရှားသွားခဲ့ဤယူပေါ်ကနေကဘာမီကဟုံးစတက်တူးယုံကို စာပို့လိုက်တဲ့အခါမှာစာကနောက်နှစ်ပေါင်း90မှရောက်ရှိမှဖြစ်ပါတယ်။ရင်းရဲ့နေရအကုန်လုံးမှာနိုးသူတယောက်တလေများရှိမလားလို့လိုက်ရှာကြည့်ပေမဲ့နိုးလာသူမရှိပဲအရက်ပါးမှာလူတယောက်ရက်နေတာသာတွေ့လိုက်ရပါတယ်။ ကျင်းလဲဝန္တာအားရသူ့ကိုယ်သူချင်းဖြစ်ကြောင်းမိတ်ဆက်လိုက်တဲ့အခါမှာတော့ဘားကင်ဝန်နှန်းကလည်းသူကအာသာဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်။အဲ့ဒီနောက်အာသာကကျင်းအတွက်အရက်တစ်ခွက်ကိုလမ်းပေးလိုက်တဲ့အခါကျင်းကအာသာဟာလူသားတယောက်မဟုတ်ပဲပရိုဂရမ်ရေးဆွဲထားတဲ့စက်ရုပ်တရုပ်ဆိုတာတီးလိုက်ရပြီးစိတ်တက်တွေကြဆင်းသွားပါတယ်။ကျင်းကအာသာနဲ့တွေ့ဆုံပြီးတဲ့နောက်မှာတော့ရင်ပေါ်မှာရှိတဲ့စက်ပစ္စည်းတွေနဲ့အခြားခန်းတွေကိုလိုက်ဖွင့်ကြည့်လိုက်ပြီး အထူးစင်ခန့်အခန်းတစ်ခန်းမှာရှိတဲ့အိယာပေါ်မှာလဲအိတ်လိုက်ပါတယ်။အဲ့ဒီနောက်ရင်းရဲ့မောင်းနှင်ကန်းကိုဖွင့်ဖို့စူးစမ်းခဲ့ပေမဲ့ဖွင့်လို့မရတာကြောင့်လက်လျှော့ခဲ့ရပါတယ်။မနက်စာစားချိန်ရောက်မှာတော့ဂျင်ကကော်ဖီတစ်ခွက်နဲ့ကိတ်မုံကိုစားတော့ဖို့မှာပေမဲ့ပိုက်ဆံလက်ကြံကမတက်နိုင်တာကြောင့်ရေနွေးချမ်းနဲ့ရွှေကြီးမုံကျုပ်ကိုသာစားလိုက်ရပါတယ်။ ဂျင်ဟာအာသာကိုအဖော်ပြုပြီးတော့အထီးကျန်မှုတွေကြော်ဖြတ်လာခဲ့တာအခုဆိုရင်တနှစ်နီးပါးရှိသွားခဲ့ပြီးရုပ်ရှင်ကြီးလိုက်အကတွေကလိုက်နေပဲဘဝကိုဖျက်ဆီးနေခဲ့ပါတယ်။ဒီနေ့မှာတော့ဂျင်ဟာအရက်တွေအလွန်ကြုံတောက်ထားခဲ့ပြီးကိုကိုကိုတတ်တည်ဖို့အတွက်အာဂါတဝစ်ဆောင်ကိုဝစ်စင်ကရင်ရဲ့ပြင်ဘက်ကို ထွက်သွားခဲ့ပါတယ်။ကျင်းကတက်တည်ဖို့အတွက်ဝစ်စုံနဲ့ရင်ကိုချိတ်ဆက်ထားတဲ့ကြိုးကိုဖျက်ပစ်လိုက်ဖို့လှုံ့ဆော်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ရင်ထဲကိုပြန်ဝင်ခဲ့ပြီးတက်တေဖို့ကိုလက်လျှော့လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂျင်တယောက်မူးမူးနဲ့ပြေးလာခဲ့ကပုလင်းတလုံးကို တိုက်မိသွားခဲ့ပြီးချော်လဲသွားခဲ့ပါတယ်။လဲကျသွားတဲ့ဂျင်ဟာပြန်ထလာချိန်မှာတော့အော်ယိုယာလိန်ဆိုတဲ့ခိုးအောင်တောင်ထဲကမိန်းကလေးကိုတွေ့မြင်လို့သွားခဲ့ပြီးဂျင်တယောက်အထီးကျန်စိတ်တွေအစာရင်ကုန်တန်တွေချစ်ပေါ်သွားခဲ့ပါတယ်။ ရုပ်ရှင်ရဲ့နောက်တစ်ခန်းမှာတော့ဂျင်ဟာအော်ယိုယာနဲ့ပတ်သက်တဲ့အကြောင်းတွေကို လေ့လာနေခဲ့ပြီးချစ်စရာကောင်းတဲ့အော်ယိုယာရဲ့ပြုံးရည်တွေကိုရင်ခုန်စွာငေးကြည့်နေမိပါတယ်။ဘားဆိုင်ရောက်တဲ့ခါတိုင်းဂျင်ဟာအော်ယိုယာအကြောင်းကိုအာသာအားအမြဲယဉ်ဖွင့်လေ့ရှိပြီးတော့အော်ယိုယာနဲ့ပတ်သက်ပြီးအချစ်ပန်းတွေပွင့်လန်းလာခဲ့ပါတယ်။ဒီနေ့မှာတော့ဂျင်တယောက်သူ့ရဲ့အချစ်စိတ်နဲ့အထီးကျန်စိတ်တွေကြောင့်အော်ယိုယာရဲ့ခိုအောင်းတောင်းကိုဖွင့်ခဲ့လိုက်ပြီးဟမ်မပြတ်သူ့ရဲ့နေရာကိုပြန်သွားခဲ့ပါတယ်။ အော်ယိုယာဟာခိုအောင်တောင်ထဲကနေနိုးလာခဲ့ပြီးပဝန်းကျင်ကိုလိုက်လံကြည့်ရှုလိုက်ရင်းနဲ့ခမ်းမလဲကို ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဂျင်ကရောက်ရှိလာခဲ့ပြီးအော်ယိုယာကိုမိတ်ဆက်လိုက်ကဒီအာကာသရင်ပေါ်မှာသူတို့နှစ်ယောက်တည်းနိုးလာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဂျင်ရဲ့စကားကြောင့်အော်ယိုယာဟာကြောက်လန့်သွားခဲ့ပြီးခိုအောင်တောင်တွေရှိရာကို ပြန်ပြေးသွားခဲ့တာကြောင့်ဂျင်ကနောက်ကနေလိုက်ပြီးနှစ်သိမ့်ပေးခဲ့ရပါတယ်။ ဲ့ဒီနောက်မှာတော့အော်ယိုယာလဲစိတ်ပြေသွားခဲ့ဤသူ့ခန်းရှိရာကိုထွက်သွားခဲ့ပါတယ်။ဂျင်းဟာအော်ယိုယာရဲ့ကြောက်လန့်နေတဲ့အဖြစ်အပျက်ကို တွေးမြင်သွားခဲ့ရတာကြောင့်စိတ်မကောင်းဖြစ်သွားခဲ့ပြီးအာသာစီမာရင်ဖွင့်ရင်အရက်တောက်နေခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဂျင်းဟာအော်ယိုယာကိုသူ့နိုးခဲ့တာကိုရှိုးဝတ်ထားပေးဖို့အာသာစီကနေကတိတစ်ခုတောင်းဆိုလိုက်ပါတယ်။ အလိုက်တီးတဲ့ဆက်ရုပ်အာသာကလည်းဂျင်ကိုအပေးစကားနဲ့နှစ်သိမ့်ပေးခဲ့တာကြောင့်ဂျင်လည်းစိတ်သက်သာရာရသွားခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့ဂျင်နဲ့အော်ယိုယာတို့ထမင်းစားကမ်းမှာတွေ့ခဲ့ကြပြီးဂျင်အတွက်စားစရာတွေကိုမှာပေးခဲ့ပါတယ်။အဲ့ဒီနောက်အော်ယိုယာကဂျင်ကိုရှင်ထင်းချုပ်ခန်းစီကိုသွားမကြည့်ဘူးလားလို့မေးလိုက်ချိန်မှာတော့ဂျင်ကသူကုံစူးစမ်းကြည့်ပြီးဖြစ်ကြောင်းကိုပြန်လည်ပြောပြခဲ့ပါတယ်။ နောက်တစ်ခမ်းမှာတော့အော်ယိုယာတယောက်ထိန်းချုပ်ခန်းတကားကိုစူးစမ်းဖွင့်နေခဲ့ဤဂျင်ကတော့အော်ယိုယာအတွက်လက်ဆောင်တစ်ခုကို ပြုလုပ်နေခဲ့ပါတယ်။အော်ယိုယာနဲ့ဂျင်တို့လည်းတယောက်နဲ့တယောက်အတူတူပြောစရာတွေကို ဖန်တီးလာကြရင်ရင်းနှီးလာခဲ့ပြီးနောက်မှာတော့ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ဂျင်ဟာအော်ယိုယာပေါ်မှာအရန်ကိုချစ်ခင်ကျင်လာပြီးနှင်းစီပန်းပင်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီအပြင်ဂျင်ကအော်ယိုယာအတွက်ခမ်းမလဲမှာတစ်ပင်တစ်ပင်ကိုစိုက်ပေးခဲ့ပြီးအရာအားလုံးအဆင်ပြေနေခဲ့ပါတယ်။အနည်းမှာတော့အော်ယိုယာနဲ့ဂျင်တို့အရက်ပါမှာအာသာနဲ့စကားပြောနေကြရင်ဂျင်ကအော်ယိုယာကိုလက်ထက်ခွင့်တောင်းဖို့လက်ထက်လက်စွပ်ကိုပြန်သွားယူချိန်မှာပဲအာသာကဂျင်ဟာအော်ယိုယာကိုအယမ်းချစ်ကြောင်းနဲ့ခိုအောင်တောင်းရဲကနေစိတ်မကောင်းစွာနိုးခဲ့ရကြောင်းတွေကိုပြောလိုက်ပါတော့တယ်။ အာသာရဲ့စကားကြောင့်အော်ယိုယာတယောက်ဝန်းနေသွားခဲ့ပြီးချင်းပြန်ရောက်လာတဲ့အချိန်မှာတော့အရာရာကနောက်ကျသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းအော်ယိုယာကဂျင်ကိုရမ်းမုန်တီးသွားခဲ့ပြီးဂျင်အိတ်နေတဲ့အချိန်မှာဂျင်ကိုတတ်ဖို့အထိအော်ယိုယာရဲ့စိတ်တွေက ပြင်းထန်နေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဂျင်ကသူ့မားလုခဲ့ကြောင်းကိုဝန်ခံခဲ့ပြီးဒီလိုလုပ်ရတာကလည်းသူ့အော်ယိုယာပေါ်မှာချစ်မိနေလို့လုပ်ခဲ့ရတာဖြစ်ကြောင်းကိုတောင်းပန်နေခဲ့ပေမဲ့ ။အော်ယိုယာကတော့ဂျင်ကိုမုန်းနေစေဖြစ်ပါတယ်။အဲ့ဒီနောက်ဂျင်တို့ရဲ့အာကာသရင်ကြီးဟာစနစ်တွေချို့ရင်းလာခဲ့ပြီးအော်ယိုယာတယောက်ထမင်းစားကမ်းမှာရှိနေချိန်အစားအသောက်တွေကသူ့လိုလိုထွက်ကြလာနေခဲ့ပါတယ်။ဒါကြောင့်ဂျင်ဟာ အော်ယိုယာကိုစိတ်ပူသွားခဲ့ပြီးလက်ရှာတဲ့အခါမှာတော့ဂျင်ဆိုင်ထားတဲ့တစ်ပင်ဘေးမှာကြောဆိုတဲ့အာကာသမှုနဲ့အတူ အော်ယိုယာကိုဝါတွေ့လိုက်ရပါတယ်။ကျောကဒီတစ်ပင်ကိုဘသူဆိုင်ထားတာလဲလို့မေးလိုက်တဲ့အခါမှာတော့ ဂျင်ကသူ့ဆိုင်ထားတာဖြစ်ကြောင်းပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက်ဂျင်နဲ့အော်ယိုယာတို့ဟာကျောနဲ့ထင်းကျုပ်ခန်းစီကိုအတူထွက်လာခဲ့ကြပါတယ်။ထင်းကျုပ်ခန်းထဲကိုရောက်တဲ့အခါမှာတော့ဂျင်တို့ဟာရင်းရဲစနစ်တွေကပုံမှန်လုံးမလုံးတာကိုတွေ့မြင်သွားခဲ့ပြီးပြန်လဲစစ်ဆေးဖို့လုပ်ကြရပါတယ်။နောက်တစ်ခမ်းမှာတော့ကြောနေကျင်တို့ဟာသူတို့နိုးထလာတဲ့ခိုးအောင်တောင်းတွေကို လိုက်စစ်ဆေးကြည့်တဲ့အခါစနစ်အမာရွင်ကြောင့်ဖြစ်တာကိုသိရှိသွားခဲ့ပြီ ကျောကအော်ယိုယာရဲ့ခိုအောင်တောင်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့တယောက်ယောက်ကနိုးထားတာကိုထပ်မံသိရှိသွားခဲ့ပါတယ်။ကျောက မင်းတုကိုနိုးလိုက်တာလားလို့ပေးလိုက်တဲ့အခါမှာတော့ဂျင်လဲအမှန်တိုင်းကိုဖွင့်ပြောလိုက်ပါတော့တယ်။ဂျင်ရဲ့အဖြေကြောင့်ကျောလဲအော်ယိုယာကိုအဖြစ်မှန်ကိုပြောပြခဲ့ပြီးရင်းနစ်နေတဲ့သူကကောက်ရိုးလေးကိုဆွဲသလိုပဲဆွဲမိဆွဲရာကိုစုပ်ကင်မိကြောင်းနှစ်သိမ့်ပေးခဲ့ပါတယ်။ ကျောရဲ့စကားကြောင့်အော်ယိုရာလဲခြင်းကိုစိတ်ဆိုးပြေသွားခဲ့ပါတယ်။ဂျင်းတို့အဖွဲ့ဟာ စနစ်တွေကိုအတူတူစစ်ဆေးနေကြရင်ရင်းရဲ့တပ်ပေါင်းဘူကအပူချိန်လွန်ကဲနေတာကိုတတိထားမိသွားခဲ့ပါတယ်။အဲ့ဒီနားမှာရင်းရဲ့စနစ်တွေက ပိုးကြီးဆိုးလာခဲ့က အော်ယိုရာဟာရေကူးကန်မှာရေကူးနေခဲ့ချိန်ရုတ်တရက်ရေကန်ထဲကရေတွေကအပေါ်ကိုမြင့်တက်လာခဲ့ပြီးအော်ယိုရာတယောက်တတိမိသွားခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်းဂျင်းနဲ့ဂျောတို့ဟာလေဘော်ကိုလွှင့်မျောနေကြပြီးစနစ်တွေပုံမှန်ပြန်လှုပ်လှုပ်တဲ့အခါအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ကြောင့်ဂျင်းတို့အဖွဲ့လည်းထိန်းချုပ်ခန်းစီသွားရောက်ခဲ့ပြီးစနစ်တွေကိုပြန်ပြီးစစ်ဆေးနေချိန်ဂျောတယောက်လည်းကျသွားခဲ့ပါတယ်။ဂျင်းနဲ့အော်ယိုယာတို့ကဂျောကိုဆေးခန်းစီခေါ်ဆောင်သွားခဲ့ပြီးစစ်ဆေးလိုက်တဲ့အခါဂျောဟာခိုအောင်တောင်းချို့ရင်းမှုကဖြစ်ပေါ်ခဲ့တဲ့ရောဂါကြောင့်မကြာမီတည်ဆုံးရတော့မှာကိုတိရှိသွားခဲ့ပါတယ် နောက်တစ်ခမ်းမှာတော့ကြောကအာဂါသမူးတွေရဲ့ဝတ်စုံကိုဝတ်ဆင်ခဲ့ဤဂျင်းနဲ့အော်ယိုယာတို့ကိုခေါ်ကာရင်းရဲလုပိုင်ခွင့်ရှိတဲ့ကလေးကို ပေးထားခဲ့ဤတည်ဆုံသွားခဲ့ပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲအာဂါသရင်ကြီးကပျက်စီးလာခဲ့ပြီးဂျင်းနဲ့အော်ယိုယာတို့လည်းရင်းရဲတပ်ပေါင်းမှုရှိရာကိုထွက်ပြေးလာခဲ့ပါတယ်။တပ်ပေါင်းမှုကိုဂျင်းတို့ရောက်ရှိချိန်မှာတော့တပ်ပေါင်းမှုရဲ့အပူချိန်ကမြင့်တက်လို့နေခဲ့ပြီးဥက္ကာခဲကြောင့်ပေါက်နေတဲ့နေရာကိုလည်းရှာတွေ့သွားခဲ့ပါတယ်။ ဂျင်းတို့လည်းပေါက်နေတဲ့နေရာကို ပြန်ပြီးပြုပြင်လိုက်ပါတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာ တပောင်းဘိုရဲ့အပူချိန်လွန်ခဲ့မှုကိုရှော့ချဖို့ပြည်တနာကရှိလို့နေခဲ့ပါတယ်။ဒါကြောင့်ဂျင်းကအော်ယိုယာကို တပောင်းဘိုထိန်းချုပ်ခန်းမှာထားခဲ့ပြီးအာဂါတဝစ်ဆောင်ကိုဝစ်စင်က အပူဆုံးထုံးမဲ့တကားစီကိုထွက်လာခဲ့ပါတယ်။ဂျင်ဟာတကားစီကို ရောက်ရှိလာခဲ့ပြီးတကားကိုဖွင့်လိုက်ချိန်မှာတော့တကားကပြန်လဲပိတ်သွားတာကိုတီးလိုက်ရတာကြောင့် အော်ယိုယာစီကို တကားကဖွင့်လို့မရလို့တကားကိုကင်ထားမရမယ်ဖြစ်ကြောင်းကိုအတိပေးလိုက်ပါတယ်။အခြားတစ်ဖက်မှာလည်းအော်ယိုယာတယောက်ထိန်းချုပ်ခန်းထဲမှာဒုက္ခရောက်နေခဲ့ပြီးအော်ယိုယာကဂျင်ကတကားကိုကင်ထားရင်အပူရေဆုံးထုတ်တဲ့အခါမှာဒုက္ခရောက်နိုင်တယ်ဆိုတာကိုဂျင်ကိုပြောဆိုနေပါတယ်။ဂျင်ကလည်းသူစင်ပြေမှာပါလို့ပြန်လဲပြောဆိုခဲ့ပြီးသူ့အော်ယိုယာကိုချစ်ကြောင်းပြောဆိုကတကားကိုဖွင့်ခိုင်းခဲ့ပါတယ်။ ကျင်းရဲ့စကားကြောင့်အော်ယိုရာလဲရင်ပေါ်မှာရှိတဲ့ခရီးသည်နားထောင်ရဲ့အသက်တွေကိုကယ်ဖို့ဝမ်းနည်းစွာနဲ့တပ်ပေါင်းဘိုရဲ့အပူတွေကိုစွန့်ထုတ်လိုက်ပါတယ်။ကျင်းတယောက်ထွက်ရှိလာတဲ့အပူတွေကိုတံများတစ်ခုနဲ့ကာထားခဲ့ပြီးနောက်ဆုံးမှာတော့ရင်းနဲ့ဝတ်စုံကြည့်ထားတဲ့ကြိုးကပြတ်သွားခဲ့ပါတယ်။ကျင်းဟာအာကာသထဲမှာလွင့်မျောနေရင်အော်ယိုရာကိုချစ်တဲ့အကြောင်းကို ပြောဆိုကာတတိမြေသွားခဲ့ပါတယ်။ရင်မှာရှိတဲ့အပူတွေစွန့်ထုတ်ပြီးတာကြောင့် ။အော်ယိုရာလဲဂျင်းစီကိုဝှစ်စုံဝစ်ပြီးလိုက်သွားခဲ့ပါတယ်။အာကာသရဲမှာတော့ဂျင်ဟာလွင့်မျောနေပြီးဂျင်ရဲ့ဝတ်စုံကကျိုးကို အော်ယိုယာကဖမ်းဆွဲလိုက်ပြီးရင်ရှိယာကိုပြန်လဲခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အော်ယိုယာကဂျင်ကိုစေကန်းစီခေါ်ဆောင်သွားခဲ့ပြီးကျောရဲ့ကုန်းနံပါတ်ကိုပြောကကူးတက်လိုက်ချိန်မှာတော့ဂျင်ဟာပြန်လဲတီးရလာခဲ့ပါတယ်။အော်ယိုယာလည်းဂျင်ကိုပွေ့ဖက်ထားလိုက်ပြီးသူတို့နှစ်ယောက်ကြားကအမုန်းတရားတွေလည်းလွင့်ပြောက်သွားခဲ့ပါတယ်။ နောက်တစ်ခါမှာတော့အော်ယိုယာကယူစနစ်ကြောင့်လုံးကပျက်စီးသွားတဲ့အာသာရဲ့မျက်နှာကိုပြန်ပြင်ပေးနေခဲ့ချိန်ဂျင်ကရောက်ရှိလာခဲ့ပြီးအော်ယိုယာကိုလက်ထပ်ခွင့်တောင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့ဂျင်နဲ့အော်ယိုယာတို့ကအတူတူပျော်ရှင်တဲ့ဘဝလေးကိုဖန်တီးရင်ဇလန်းကိုအဆုံးသတ်သွားခဲ့ပါတယ်။ဇလန်းဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။